ဒါပဲဒါပဲနော်မင်္ဂလာပါမင်္ဂလာပါဆရာဒီကနေ့ကျွန်တော်ကျွန်တော်ရဲ့မိတ်ဆွေအဲမန်းဝေစင်ပေါ့နော်သူကကျွန်တော်မိတ်ဆွေပါသူက ARD တိုင်းသားဖြစ်ပါတယ်ကျွန်တော်သူ့စီဒီကနေ့ရောက်တုံးပေါ့သူ့ကိုကျွန်တော်ရမ်းသိချင်ပြီးတော့မှအဲကျွန်တော်မေးချင်တယ်မိကုန်တစ်ခုရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေကိုဝေစင်ထုတ်လုပ်ဖြစ်ခဲ့တဲ့ထုတ်လုပ်နေစေဖြစ်တဲ့ ဒီချင်းလက်ဖေးရေပေါ့နော်အဲ့တော့ကျွန်တော်မိသားစုသုံးဆွဲဖြစ်တယ်အဲကွလွန်သွားပြီဖြစ်တဲ့ကျွန်တော်အမေလည်းသုံးဆွဲဖြစ်တယ်ပေါ့နော်အဲ့ကျွန်တော်မိသားစုကဒီဆေးလက်ဖေးလိုပဲခေါ်ခေါ်ပေါ့ဒီချင်းချာတီးကိုကြိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်သူ့ကိုမိကုန်းလေးတစ်ခုပါပဲပြောပြပေးစီချင်းဟုတ်ကဲ့ဆရာဆိုတော့ဒီချင်းချာတီးကတော့ဟိုပေါ့နော်အထူးသဖြင့်ဒီချင်းဆိုင်တောင်လူတွေရဲ့ဆိုတော့စိုက်ပျိုးထုတ်လုပ်တဲ့သဘာဝချင်းကိုကျွန်တော်တို့က ဟိုကုံကျော်အဖြစ်တစ်ဖက်မှာလဲအာဂျင်ဂျာတီးကိုရှာဖွေစားတောက်ချင်တဲ့စားတုံးသူတွေစားတုံးသူတွေကအဲရှေ့ရောက်အောင်လဲဟိုပေါ့နော်ဟိုပို့ပေးချင်တာပေါ့နော်ပို့ပေးချင်တာအဲ့ဒီရွေချက်တွေနဲ့ကျွန်တော်စားထုတ်ဖြစ်တယ်ပေါ့နော်ဒီ2015ကနေဒီနေ့အထိဆက်စုံတစ်ခုကာလတည်းမှာကျွန်တော်တို့ကတဖြည်းဖြည်းပေါ့နော်တဖြည်းဖြည်း CBC တစ်ခုထုတ်တယ်ဒီအရသာတစ်ခုနဲ့ထုတ်တယ် နောက်တစ်ခုကြလို့ရှိရင်အထူးသဖြင့်ဒီစားသုံးသူပေါ့စားသုံးသူကဒီလိုမျိုးဆိုလို့ရှိရင်ကောင်းပါပဲပေါ့ဒီလိုမျိုးလုပ်ချင်တယ်ပေါ့အဲအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကစားသုံးသူဘယ်နှယောက်ကပြောနေပြီလဲပေါ့နော်ဟိုမှာ၁၀ယောက်ကျော်ပြောနေပြီဆိုလို့ရှိရင်တော့ဒါကတော့ဟုတ်ပြီဒါကတော့ပေါ့ပေါ့နော်ဒါစားသုံးသူတွေပြီပေါ့ပေါ့ require ပေါ့နော်တောင်းဆိုလာတယ်တောင်းဆိုလာတယ်ပေါ့အရသာပေါ့နော်ဟုတ်ကဲ့ဟုတ်ဆိုတော့တစ်ဖက်မှာလည်းဟိုပေါ့ ထုတ်တာတော့လွယ်ဒါပေမဲ့အဲ့ဂျားထဲမှာကျွန်တော်တို့ကတော့ဒီစမ်းသပ်မှုတွေပေါ့စမ်းသပ်မှုတွေကတစ်နှစ်ခွဲနှစ်နှစ်လောက်တော့လုပ်ရတယ်ချိန်ယူရချိန်ယူလုပ်ရတယ်ဆိုလုပ်တဲ့အခါကျတော့ယနေ့အထိတိုင်တော့ဟိုပေါ့ဒီဂျင်ဂျာတီးကတော့အာအရသာ၃မျိုးပေါ့တရားမပါလာရဲကြားပါလာရဲပြီးလို့ရှိရင်အခုဆိုလို့ရှိရင်တော့ဒီထညက်ပေါ့ဩထညက်နဲ့လုပ်တဲ့ဟိုဂျင်းလဖက်ရဲ့ပေါ့အင်းအဲ့ဒါကလည်းကျွန်တော်ငယ်တော့ဆိုဟိုပေါ့အမေတွေအဖွားတွေအမတွေဆိုလို့ရှိရင်တော့ဟိုပေါ့အထူးသဖြင့်ဟိုပေါ့ ဟိုနာမကျန်းဖြစ်တဲ့ခါကျရင်ချညက်နဲ့ပြုတ်တော့နေကြအိမ်မှာလုတ်တော့နေကြအိမ်မှာလုတ်တော့နေကြဒါပေမဲ့အခုကတော့ကျွန်တော်တို့ကတော့ဒီအဲ့လိုမျိုးပေါ့နော်ခရီးကထများပြီးလုတ်တော့ဆရာမလို့အောင်အလွယ်တကူပေါ့နော်အလွယ်တင်ဖြစ်အောင်ဆင်းသင်းဖြစ်အောင်ဒီချညက်အရသာနဲ့ကျွန်တော်တို့ထုတ်ထုတ်တာပေါ့နော်ထုတ်တဲ့ခါကျတော့အာအရသာ၃မျိုးနဲ့ကျွန်တော်တို့ဟိုကတော့လုတ်ဆောင်နေပါတယ်ပေါ့နော်စာသုံးသူတွေအတွက် မအဲ့အဲ့လိုမျိုးလေခင်ဗျားဘဝမှာဒီလိုမျိုးလုပ်နိုင်ခဲ့တဲ့အတွက်ကိုယ့်ကိုအားရကျင့်နေမိတာပါရှိတယ်ကျင့်နေအားရတာပါရှိတယ်ဟုတ်ကဲ့အဓိကတော့ဆရာရေဟိုကပေါ့ကျွန်တော်ကတော့ဒီအချက်ပြုတ်စိတ်ဝင်စားတယ်ပြီးလို့ရှိရင်တော့ဒီ press ပေါ့နော်ဘိန်းတော့ပေါ့ဘိန်းတော့စိတ်ဝင်စားတယ်အဲ့ဒီခုပေါင်းစားလိုက်တဲ့ခါကျတော့ဒါကတော့ဟိုကပေါ့ဟိုအချွေလိုတောက်ချင်လိုက်ရတယ်ဒါပေမဲ့အဓိကတော့ဒီကျမကြီးအတွက်ရေရောထုတ်တာဖြစ်တဲ့အတွက်ဒီခွေးကုန်ပစ္စည်းကတော့ဒီမြတ်ကျမကြီးအတွက် ထောက်ကူဖြစ်တယ်ဆိုတော့ဒီတိတော့အရင်ဖြစ်တာပေါ့နော်အဲတစ်ချက်ပြီးလို့ရှိရင်တော့အတိကတော့မိတ်ဆွေတွေရဲ့ဟိုအပိတ်ကူညီမှုပေါ့အခါကြီးကျကျွန်တော်လှုပ်ရင်လှုပ်ရင်လည်းပေါ့ဟိုရက်သွားချင်တာမျိုးရှိတယ်ဒါပေမဲ့မိတ်ဆွေတွေကဘာပဲဖြစ်ဖြစ်အပိတ်တယ်ပတ်မိုးပေးတယ်ဟိုသူတစ်ဖက်ဒီဂျင်ဂျာတီထုတ်စတော့ဆိုလို့ရှိရင်မျိုးမျိုးပေါ့နော်ဟိုလိုကတစ်မျိုးပြောဒီလိုကတစ်မျိုးပြောဒီပေါ့ အဲ့လိုမျိုးနောက်ပြီးလို့ရှိရင်ဈေးကွက်မှာလည်းဒီနေ့တည်းရရှိနေတာသူတပည့်ဟိုနိုင်ငံခြား brand နိုင်ငံခြားတစိတ်တွေရှိနေတယ်နိုင်ငံခြားတစိတ်တွေရှိတဲ့ခါကျတော့ဟိုငါတို့ဟာဖြစ်ပါမလားဘူး။ဒါမှမဟုတ်တကယ်လုပ်တဲ့ခါကျအထူးသဖြင့်ခုနမိတ်ဆွေတွေစသုံးသူတွေပြန်ပုံဖို့ဟိုပေါ့ join net network ပေါ့နော်သူတပည့်ကျွန်တော်ကိုရက်ကိုရက်ရဲ့ဟိုပေါ့အာအပေးကူညီလမ်းပြမှုတွေကြောင့်လည်းကျွန်တော်တို့ကအဲဒီလိုမျိုးလုပ်နိုင်တယ်။ပီတိကတော့အထူးသဖြင့်ကိုရက်ကွန်ပျူတာကတင်ရအတွက်အကောင်းကျိုး ကောင်းကျိုးချမ်းသာဖြစ်တဲ့အတွက်အများကြီးတော့ပီတိဖြစ်တာအာကျွန်တော်တို့ဒီနေ့အထက်တိုင်းပေါ့နော်ဒီကျင်ကျတီးကတော့ပေါ့ပျောက်ပွယ်မသွားဘဲနဲ့ဟိုတစိတ်တွေညောင်းများစွာတွေကပျောက်ပွယ်မသွားဘဲနဲ့ခက်ခဲမမှန်ရက်တည်နိုင်ဖို့ဟိုပတ်မှုပေးခဲ့တဲ့စာတုံးသူရုပ်ကြီးစိတ်ချစွာနဲ့ဟိုအပေးခဲ့တဲ့ပတ်မှုပေးခဲ့တဲ့စာတုံးသူအားလုံးကိုကျေးဇူးတင်နေဆိုတော့ဒီကျင်ကျတီးတစ်မျိုးကနေအခုဆို၃မျိုးပေါ့နော်ကျွန်တော်တို့ ဟိုပေါ့ကြိုးစားပြီးတော့ထုတ်လုပ်တယ်ဆိုတော့ဟိုစားသုံးသူတွေအနေနဲ့လည်းရွေးချယ်စရာပိုများလာသလိုတောင်းသူတွေအနေနဲ့လည်းပို့ပြီးတော့ဟိုပေါ့နော်သူတို့ရဲ့ကုန်ကြမ်းတွေလည်းပို့ပြီးတော့ဟိုပေါ့မများဆုလုပ်နိုင်တဲ့ပုံစံနဲ့ပေါ့နော်ဒီလာမတာလာမှာပဲအချင်းချင်းတည်းလို့အခုကတော့အိမ်ဝေးမှုလောက်တာဖြစ်တယ်ဟုတ်ကဲ့ဟိုပေါ့သူ area ကျင်းတာပေါ့နော်ဟုတ်ကဲ့နောက်ပိုင်းကြလို့ရှိရင်တော့ ဘူးပေါ့ဒီနေ့ကြည်ကြည်ကတည်းကလုံနိုင်မယ်လို့လည်းမျှော်လင့်နေတယ်အဲဒါကြောင့်လို့ရှိရင်တောင်းကြည့်လို့နေကြတယ်ပို့ပြီးတော့ဆက်သွင်းနိုင်လက်ရဲပြဆောင်နိုင်လို့မျှော်လင့်နေတယ်ဒီချင်းဒီသာလို့ဒီအားလုံးကိုကြည့်လို့တူတူကြကဲပါဘာသနော်လေးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ဟာ thank you ပါရက်ကူးပြည့်တဲ့သူလည်းကျေးဇူးတင်ပါနော်ကျေးဇူးပါဟုတ်ကဲ့